္ဂလာပါရှင် Astrogarden Channel မှာကြိုဆိုပါရစေရှင် အစတူဒူရီယနေ့နောက်ခအစီအစဉ်ရဲ့2025ဇွန်လ12ရက်ကျန်တာရင်းနေရင်ကျန်တာရင်းနေသားသမီးများအတွက်ဆောင်ရွက်ရှောင်ရွက်ဆောင်ရွက်ရမယ့်နောက်ခချိန်ခါတွေကိုအစီအစဉ်တင်ဆက်သူကျမရွှေရွအောင်နဲ့မန်နင်းပိုင်အိမ်တို့မှအစီအစဉ်တင်ဆက်ပေးသွားမှာဖြစ်ပါလေရှင်2025ဇွန်လ12ရက်နေ့ကျန်တာရင်းနေအတွက်ကျန်တာရင်းသားသမီးများအပေါ်ပုံမူပြီးထ ිය မှုရှိနိုင်တဲ့ကောင်းမွန်တဲ့နောက်ခ9ပါးနဲ့မိမိတို့လုပ်ငန်းများဆောင်ရွက်ရန်နောက်ခချိန်ခါကောင်းများကိုတင်ပြပေးသွားမှာဖြစ်ပါလေရှင် ညနေ9:36မိနစ်မှာညနေ9:56မိနစ်အတွင်းမှာဆိုရင်တော့ဖုံးကန်ကြီးမြင့်မဲ့လုပ်ငန်းများဆောင်ရွက်နိုင်မဲ့ဒရက်နက်ခတ်ကိန်းကျောက်တဲ့အချိန်ဖြစ်ပါတယ်ရှင်။ည8:28မိနစ်မှာည8:48မိနစ်အတွင်းမှာဆိုရင်တော့စန္ဒအောင်မြင်ပြီးမြစ်တရီကန်ဒီကောင်းမွန်နိုင်တဲ့စုံနှက်ခတ်ကိန်းကျောက်တဲ့အချိန်ဖြစ်ပါတယ်ရှင်။ ဗုဒ္ဓဦးနှင်းညတကောင်ကျော်ပြီးကြာသာပြင်းနေအကူနနက်12:26မိနစ်မှာနနက်12:46မိနစ်တွင်မှဆိုရင်တော့ဘယ်လုံငန်းမျိုးမဆိုးလောက်ကင်မာကအောင်မြင်မှုရရှိပြီးကန်စာတာအထွတ်ထက်ရောက်ရှိနိုင်တဲ့အဓိပတိနက္ခတ်ကိန်းကြောက်တဲ့အချိန်ဖြစ်ပါလိမ့်ရှင်ဗုဒ္ဓဦးနှင်းညတကောင်ကျော်ပြီးကျန်တာပြင်းနေအကူနနက်12:36မိနစ်မှာနနက်12:56မိနစ်အတွင်းမှာဆိုရင်တော့ရာဒူဩဇာအနာကန်ကြီးမြင့်နိုင်တဲ့ထီးပြုတ်နဂတ်ကိန်းကြောက်တဲ့အချိန်ဖြစ်ပါတယ်ရှင်။ နေ့လေတနိုင်း16မိနစ်မှာနေ့လေတနိုင်း36မိနစ်တွင်မှာဆိုရင်တော့အိမ်ချမ်းမြေရင်ဒီအယောင်းဝယ်ကိစ္စများပြုလုပ်ပါကကောင်းမွန်နိုင်တဲ့စင်ပြူနက်ကတ်ဂိမ်းကြောက်တဲ့အချိန်ဖြစ်ပါတယ်ရှင်။နနက်3:24မိနစ်မှာနနက်3:44မိနစ်တွင်မှာဆိုရင်တော့ငွေကြေးရွှေငွေရတနာထီကန်ဆန်းမှုကံတွေကောင်းမွန်နိုင်တဲ့ရတနာနက်ကတ်ဂိမ်းကြောက်တဲ့အချိန်ဖြစ်ပါတယ်ရှင်။ နနက်8:49မိနစ်မှနနက်9:09မိနစ်အတွင်းမှဆိုရင်တော့သာသမီရတနာများထုံကရရှိနိုင်တဲ့တန်ဒီနက်ခတ်ကင်ကြောက်တဲ့အချိန်ဖြစ်ပါလိမ့်ရှင်။ဆက်လက်၍ဒုတိယခန်းကဏ္ဍအနေဖြင့်ကြာတာရေးသားသမီးများအပေါ်ပုံမှန်ထိရောက်နိုင်တဲ့ဆိုရက်နက်ခတ်နဲ့ပတ်သက်တဲ့နက်ခတ်ချိန်ကာလကိုတင်ပြပေးသွားမှာဖြစ်ပါလိမ့်ရှင်။နေ့လယ်8:44မိနစ်မှနေ့လယ်2:04မိနစ်အတွင်းမှဆိုရင်တော့ထိခိုက်သေးခြင်းပျက်စီးဆုံးရှုံးမှုတွေဖြစ်စေနိုင်တဲ့မရဏနက်ခတ်ကိန်းကျတဲ့အချိန်ခါပဲဖြစ်ပါလိမ့်ရှင်။ ညနေ4:38မိနစ်မှညနေ4:58မိနစ်အတွင်းမှာဆိုရင်တော့အမှုခင်းပြဿနာစိတ်ပူပန်တော့ကတွေကိုဖြစ်စေနိုင်တဲ့တော့ကနှက်ခတ်ကင်းကြတဲ့အချိန်ခါပဲဖြစ်ပါတယ်ရှင်။ည7:06မိနစ်မှာည7:26မိနစ်အတွင်းမှာဆိုရင်တော့ဆုံးရှုံးပျက်စီးမှုများဖြစ်စေနိုင်တဲ့ဆယ်တိုင်းနှက်ခတ်ကင်းကြတဲ့အချိန်ခါပဲဖြစ်ပါတယ်ရှင်။ နနန်း6:20မိနစ်မှနနန်း6:41မိနစ်အချိန်အစဉ်ဖြင့်မိတ်ဆွေတင်ကားတွေဆုံးဖြတ်ပျက်စီးမှုကို ဖြစ်စေနိုင်တဲ့မိတ်တုနှက်ခတ်ကင်ကြရတဲ့အချိန်ခါပဲဖြစ်ပါရဲ့ရှင်။နနန်း10:58မိနစ်မှနေ့လယ်7:18မိနစ်အချိန်အစဉ်ဖြင့်အလုံစည်းပွားထိခိုက်ဆုံးရှုံးမှုတွေပျက်စီးနိုင်တဲ့မိင္ဂနှက်ခတ်ကင်ကြရတဲ့အချိန်ခါပဲဖြစ်ပါရဲ့ရှင်။ ယခုဖော်ပြပေးခဲ့တဲ့နက္ခတ်ချိန်ခါရီယာဆိုရင်ပြည်ကြာတာပရိသတ်သမီးများအပေါ်ပုံမထိရောက်နိုင်တဲ့နက္ခတ်ချိန်ခါရီပဲဖြစ်ပါလေရှင်ဒီနက္ခတ်ချိန်ခါရီကိုသမီးတို့ရဲ့ဆရာဆရာဦးဇေယကိုမှအသေးစိတ်ကိုရိုင်းတွက်ချက်ပေးရတာဖြစ်ပါလေရှင်သမီးတို့ရဲ့ယနေ့